ရနံ့များအခန်း7လူလုံးမသားတို့ခုနာရမြစ်ချစ်ပြည်ပြည်နယ်ရှိလေယာလုပ်ငန်းမှာအတူကျန်းကျန်းတန်းတန်းရုန်းကန်ရသောလုပ်ငန်းဖြစ်ပေသည်ထိုပတ်ဝန်းကျင်မှာလူဖြစ်ခဲ့သောဝဲကင်းဘဲသည်စာကလွယ်၍ဤပြင်ပါလုံးမစိတ်ဝင်စားပဲတကုတ်ကုတ်စာကြီးဖိလုပ်နေရင်ရေးတက္ကသိုလ်အထိပေါင်းမြောက်၍ဓမ္မပညာဝိဇ္ဇာဘွဲကိုရရှိတော်လေသည် သူကိုအမေရိကန်တောင်ပိုင်းသားတို့ဂုဏ်ယူစွာကျူးဆိုလျက်မစ္စစ်ပီတက္ကသိုလ်ဓမ္မပညာဌာနမှဆရာတယောက်အဖြစ်ချက်ချင်းခန့်အပ်ခဲ့ကြ၏ထိုချိန်သည်1960ခုနှစ်ခန့်ဖြစ်လျက်ပြည်သူအခွင့်အရေးကြွေးကြော်သံများဆွညာနေချိန်ဖြစ်သည့်တောင်ပိုင်းမစ္စစ်ပီပြည်နယ်သားတို့သည်ပြည်သူအခွင့်အရေးသမားများကိုလက်မခံဂဲနေဝိုင်းထူကြသည့်အခါသမယလည်းဖြစ်ပေသည် ထိုချိန်မှာကင်းဘဲသည် ပြည်သူအခွင့်အရေးအတွက်အမြင်ရှိသူအသားရောင်ခွဲခြားမှုတို့ကိုမကြိုက်သူဖြစ်နေသဖြင့်တက္ကသိုလ်မှចောင်းသားများခြားတက္ကသိုလ်ဆရာများနှင့်အမြင်မတည့်တီတော့ယာတုဆိုးဆိုးရခဲ့သလိုဆိုးဆိုးအလုပ်ပြုခဲ့ရရှာ၏ဤသို့ဖြင့်ကင်းဘဲဤဘဝသည်အဖြူအမဲမခွဲမဲဆန္ဒပေးပိုင်ခွင့်အတွက်ရှီတန်းတိုက်ပွဲဝင်သူအဖြစ်ပြောင်းလဲလျက်မြောက်ပိုင်းမှတောင်ဘက်သို့ကူးသွားပြီးပြည်သူအခွင့်အရေးအတွက်လှုပ်ရှားနေသူတို့နှင့်ပေါင်း၍နိုင်ငံရေးသမားပေါက်ဆဘဝသို့အလိုလိုရောက်ရပြီတော့၏ ရင်းမြောက်ပိုင်းသားတို့အနေဟာဘတ်ဓမ္မတက္ကသိုလ်ကျောင်းသားဂျွနသန်ဒန်နီယယ်ဆိုသူနှင့်သူအလွန်ရင်းနှီးကျွမ်းဝင်သည်ဂျွနသန်သည်ဒေါက်တာမာတင်လူသာကင်း၏ပြည်သူအခွင့်အရေးတိုက်ပွဲအတွက်စင်ခေါ်တန်ကိုသဘောကျပြီးအယ်ဘာမာပြည်နယ်ဆမ်မာဌာနပြပွဲမှာပါဝင်ရင်းအချမ်းမှာတောင်းတင်နေသူပင်ဖြစ်ပါ၏ကင်းဘဲဤဓမ္မရေးတွေးခေါ်များနှင့်ပတ်သက်၍လည်းခေတ်ကာလ၌အတော်မကြီးမလဲဖြစ်ခဲ့ကြပြီးကိုယ်အသင်းတော်ကိုအခြားလူမျိုးယုံကြည်သူများအဝင်မခံနိုင်သည့်လူမျိုးရေးကျင်းမြောင်း သောပြည်ရန်တွေကအများဆုံးစန့်ကျင်ဝေဖန်ခဲ့ကြသည်ဘူဖြူတို့၏အကျိုးစီးပွားကိုတလက်မများအထိမခံနိုင်သူတွေအနေဖြင့်ကင်းဘဲကိုဘလို့မှလက်မခံနိုင်ပဲဖြစ်ခဲ့လျာဆရာကင်းဘဲသည်တရွေ့ရွေ့ဖြင့်နဗီးကိုရောက်လျက်ဖျားမဲ့အယူဆသမားများဆိုရှယ်လစ်များမြောက်ချမ်းသောခရီးရန်များနှင့်သာတရံအမျိုးမျိုးပြောင်းရင်ပေါင်းသင်းနေရပါတော့သည်ဤကဲ့သို့ရောကြော လုံနေရပြန်တော့လေခရီးရန်ချင်းချင်းကအကြောင်းမဟုတ် ခြင်းမြောင်းသောလူမျိုးရေးစိတ်တတ်ရှိသည့်သင်းတော်တို့ကိုရည်ချင်နေသောသူများနှင့်ညီအခုရပြန်ပါတော့သည်အတူဆုံးဝါကျနေပြောပြခရိယန်ဆိုတဲ့လူတွေရဲ့တရင်ကောင်းကပါလေကံလေကိုဖျားမဲ့အယူဆသမားတယောက်က challenge စိန်ခေါ်ခြင်းဖြစ်သည်ကြားတဲ့ကမြောက်ပေးသူကတော့မြစ်ဆစ်ပီပီနဲ့သတင်းစာလောကမှာလူလဲလူရှုပ်ဤဆိုသူအယ်ဒီတာသမားတယောက်ဖြစ်သည် သူကိုယ်တိုင်ကဘာသာမဲ့တယောက်ဖြစ်နေုံသာမက ခရိယန်ကိုအယံမျက်မှောက်ကျူးနေသူဖြစ်ရာသူသတင်းစာဆောင်ရင်များများရောင်းရဖို့နှင့် ခရိယန်များကိုချွတ်ဖို့ရန်အတွက်အစထောင်ပေးခြင်းပင်ဖြစ်ပေသည်ခံဘတ်သည်မြစ်စစ်စပီအသင်းတော်များမှနေရာမရတော့လဲဖျားသခင်ကိုယုံကြည်ချက်ကတော့စိုးစိမမယောဖျားမဲဝါရီတီယုံဝါရီတီကိုတရားဟော၍နေသည်ကိုလည်းအစ်ကမြင်မြင်ခတ်နေသူဖြစ်လေသည်အတူဆုံးဝါကြနဲ့ပြောရမတယ်လား ကင်ပြောတော့မေဗျာတေချာနားထောင်ကျွန်တော်တို့လူလုံးမသားတွေကိုဖျားသခင်ကချစ်တော်မူတယ်အဲ့ဒါဟာခရိယန်တွေရဲ့သတင်းကောင်းပဲအာလာလာ is တချီတဲ့ရှုံတော်လေသည်သူကကင်းဘေးကြီးအဖြစ်ကိုသတင်းဆောင်ပါလို့ဒီသတင်းစာထဲမှာထည့်ဖို့ရန်ဖြစ်တော်လဲအကြီးအကျယ်ကြွားကြတော့ရသည် ်ဘေကြောင့်ဆိုတော့သူကိုယ်တိုင်သည်လူပဝင်ခြင်းကလူလုံမသာဘတ်စထဟုဝိုင်းပြီးခေါ်ခံနေရသောကြောင့်ကင်းဘဲ၏အဖြစ်သည် သူ့ကိုဆော်ရသူရောက်နေလေသည်ကဲတော့ကင်းဘဲကရင်ထဲမှာရှိသည့်အတိုင်းကောက်ခံခြင်းကပြောချလိုက်ခြင်းဖြစ်သည်နှုတ်တို့လူသားအလုံးသည်အလိုညဉ့်ညံသောဤကဘာမှအဖေမပေါ်သည့်လူလုံမသာကြီးဖြစ်နေလေသည်တနည်းအားဖြင့်သို့အဖဖျားသခင်ကိုစောကားမောကားပြုနေသည့်ကလီကဝရီဖြစ်သည် တို့တော့ဘလူပဲဖြစ်ဖြစ်ဘုရားသခင်သည်ချစ်တော်မူသည်ဟုဖော်ပြလိုက်ခြင်းပင်ဖြစ်ပေသည်တို့တော့ဘလူပဲဖြစ်ဖြစ်လူလူမသားဟုခေါ်သောဘတ်စတတ်သည်သူတို့နိုင်ငံမှာအဖေနှမနှင့်ကလော်တုတ်ဆဲဆုသောဝေါ်ဟာရာနီပါဖြစ်နေလေရာ is ဒီစိတ်ထဲမှာတိမတ်၍ကဲမဲအားအခါခွင့်ကြုံတိုင်းခမညာတာကြီးကိုပြင်မပြောနိုင်တော့ဘူးလားလူလူမသားတွေကိုဘုရားသခင်ကချစ်တယ်ဆိုတာတကယ်နော်စသည်ဖြင့်အမြဲကလိတိတိလုံနေတတ်သည် ကဲမဲကတော့သူအမှတ်တမဲ့ပြောလိုက်သောစကားသည်ရိုင်းရိုင်းမရိုင်းရိုင်းသစ္စာစကားအဖြစ်အဖြစ်အရှုံးမပေးစတန်အတီးပြုတ်ဆုတ်ကန်ထားလိုက်လေတော့သည်ကဲမဲအတွက်အလိုစိတ်တက်ကြရမည်နေများမကြမီရောက်ရှိလာသည် အဘမရင်ဆန္ဒပြပွဲတစ်ခုကျင်းပရနိုင်သူဤငယ်တငယ်ချင်း၂၆နှစ်အရွယ်လူငယ်တယောက်ထုတ်ပြီးနေမှရဲရရှိကိုဦးပြစ်ခတ်မှုကြောင့်ဝချင်းပြည်သေးဆုံးရှာသည်မြောက်ပိုင်းသောမိတ်ဆွေကြီးဂျိုနသန်ဒန်နီယယ်ဖန်ခံရသည်သူဖြူတို့၏ဆိုင်များကိုဖျက်ဆီးသည့်ဆန္ဒပြသမားတို့၏လုံရကြောင်ပေါင်းဆောင်ဂျိုနသန်ကိုဆွဲပြီးအချုပ်ထဲထည့်ခြင်းပဲဖြစ်ပါသည်ထဲ့ဖို့အပြစ်ရှိရင်ရှိသလိုလုပ်ပေတတ်နိုင်ပါမလဲတို့တော့ တပတ်အကြာမှာပြန်လွတ်ပြီးဂျန်နသန်နှင့်အခြားလူမဲဆယ်ကျော်သက်ကလေးတို့အချုပ်ခန်းကလွမြောက်လာပြီးလူဖြူဆိုင်တဆိုင်တည်းသို့တယ်လီဖုန်းဆက်ရန်ဝင်လာသည်တောင်ကိုမလန်မကန်းကလိုက်လာသူကိုမင်းကဘလောက်တောင်လက်ရနေသည်မသိမစင်ချင်းသနဆွဲထုတ်ပြီးကြည်ဆန်းအကုန်ပြစ်ထည့်လိုက်လေရဂျော်နတန်၏ခန္ဓာထဲလိုကြည်လင်းတန်းရောဝင်ပြီးဆိုင်ဝမှာနေတွေးချောင်းစီကတေရှာတော့သည်မင်းဆက်ကျော်သက်ကလေးမှလည်းကြည်နှစ်တောင်းဖြင့် မြို့တော်ရာဆေးရုံတို့မရောက်လမ်းမတွင်ကိစ္စချောပြန်နေတော်သည့်ဤမြကြေးကွဲဝန်းနေခရသောညအချိန်မှာဖြစ်မစီနိုင်လောက်အောင်ခန်းစားနေရရှာသူကင်းဘဲထံသို့ဤစကရောက်လာသည် အကျဉ်းနာတရားကင်းမဲ့စွာဖြင့်ဘလို့လဲရဲဘော်ကြီးကင်းဘဲခမရရဲ့လူလုံးမသာအဘိဓမ္မာအတိုင်းခမရခံယူနိုင်သေးရဲ့လားကင်းဘဲချက်ချင်းမဖြစ်တာပဲဂျွန်နသန်တို့အပေါ်မှာရရဆက်ဆက်ပြုကျင့်ခဲ့သည့်ကိစ္စအတွက်ခံပြင်းမှုတို့ကြောင့်အိုင်မီယာထမရဖြစ်ပြီးတရားပြန်ဆွဲမည် အမေရိကန်ပြည်သူတရားမျှတမှုအဖွဲ့ကိုတိုင်ပြီး Nashville ရှိရှေ့နေကိုငှားရွေးမှုဖွင့်ပြီးဒါရီကိုသူလျှောက်ပြောနေမိသည်တဖန်ပဲဥပဒေရှုတော့ငါပဲကြည်ကြည်မိမိမိတ်ဆွေဂျွန်ဒနန်တို့အဖွဲ့သည်အချောက်တိုက်အသက်ခံခဲ့ရခြင်းဖြစ်၍ဤရက်ဒေသတွင်တရားဥပဒေလုံးဝမစိုးမိုးတော့ပဲပြည်နယ်မှာရောပြည်တော်စုမှာပါအဖြစ်ရှိနေပြီဟုသူကရေရွတ်လျက်အယုတ်တမာရီအလီနတ်တော်ရီပောက်ပန်းစားရီခွေးလောက်တော့မိုက်တဲ့ကောင်းနေဟုရေဆဲဆိုနေမိနေသည် သူ့ရင်ထဲမှာပြောင်းဆန်နေသည်လူမှုသိပ်ပန်းစိတ်တစပိရာလူမှုရေးကျင့်ဝတ်များတို့ကို သူစဉ်းစားရင်းဖြေမပြေဓမ္မသစ်ကျမ်းဤတောင်ပေါ်ဒေသနာအချို့ကို ပြန်၍တရိယာသည်အကျိုးမထူထိုအချိန်မှာ AC အတန်ကိုကြားရပြန်ဤပြောဦးလေဗျာခမရဲ့ခရိယံတရင်ကောင်းဟာအမှန်ကန်မှုရှိမရှိဆိုတာကိုပြောပါဦးဗျာ ဤမြလောက်ညက်ကကနန်လာသူ is ကိုကင်းသားဤညီကလေးကပင်ဝင်၍ခမားကြီးကလည်းဗျာအေးထဲမှာဗျာဟုမကြင်မနှက်ဆိုနေပါသေးသည်။သို့သော is ကအရှုံးမပီးချေကလေးကိုလှည့်၍တောင်မကြည့်ပဲကင်းသားဤအဖြစ်ကိုသာ မျှော်ကြည့်တောင့်တနေလေ၏။ထိုချိန်မှာညာဆောင်နေတဲ့ကဲ့သို့ကင်းသားဤစိတ်ဓာတ်တွေကထူးထူးခြားခြားညင်သက်သွားသည်။ ် East ကိုအချို့သားဆုံးနဲ့အကောင်းဆုံးအဖြစ်တစ်ခုကိုပေးရန်အတွက်ဆုံးဖြတ်လျက်ရှိနေစေ။ Jonathan Daniel ဟာလူလုံးမသားဖြစ်ခဲ့သလား။သူ့ကိုဖျားသခင်ချစ်သလား။ Campbell ကမျက်စိမိတ်လျက်သူဟာအလိုစိတ်ဓာတ်မြင့်ပြတ်တဲ့သူ။ရဲရင်တဲ့စိတ်ဓာတ်နဲ့အမှန်တရားကိုမြတ်လို့သူ။ဒါပေမဲ့လောကမှာရှိတဲ့လူသားမှန်တွေးဟာတော့အပြစ်နဲ့ဘယ်သူမှမကင်းနိုင်တဲ့လူလုံးမသားလို့ပဲဆိုရမယ်။ဒါပေမဲ့သူ့ကိုဖျားသခင်ချစ်တယ်။ ်ဤစကတယောတော်တော်ပြုံး၍ကဲဒါဆိုရင်ပြောပါဦးသူ့ကိုတတ်တဲ့ကိုမင်းကောင်ဟာဘာမှစဉ်းစားကြည့်ရမလို့ဘူးလူယုံမှပဲငညစ်လူလုံမသားပဲဟုတ်တယ်အဲ့ဒီလူလုံမသားကိုလည်းဖျားသခင်ကချစ်တာပဲဤစကပိကပိကနဲ့စဉ်းစားပြီးကင်ဘဲနာကိုတွေးပြီးထားပါတော့ထားပါတော့အဲ့ဒီလူလုံမသားနှစ်ယောက်မှဖျားသခင်ကဘသူ့ကိုကိုချစ်တယ်လဲဗျအာမန်အဖြစ်အလုံးကိုဖျားခက်သည့်အချိန်နေဒါပေမဲ့အကုန်လုံးအလင်းရောင်ဖျားတော်သည်အကုန်လုံးမှအကုန်လုံး ချိန်မွသောသည့်ပြဿနာတွေမှာထွက်ပေါ်လာသောအလင်းတန်းဤတန်ကိုခံပင်မခံနိုင်ပေ။သူဖြစ်၍ကံပဲအပြင်ဘက်ကိုမျောချင်ရင်ခြေကွဲစွာဖြင့်တစ်ချက်ရှက်လိုက်သည်။ကနမြသာထိုးနောက်မျက်ရည်အခိုးနှွေးများကိုတုပ်လိုက်ပြီးအားရပါးရရင်မောချလိုက်ပြီးတော့သည်စဉ်စားကြည့်ငိုရှိုက်သည်ပြီးတော့ရေလာသည်။อีสอจีเจลั่นဖြန့်သွား၏เอเอတက်တငယ်ချင်းနေကောင်းနေတော့ကံပဲပါမြအသေးစိတ်ဖြီမနေပြီ သူ့ဘာသာသူတယောက်တည်းဆက်လက်၍ရေမောနေသည်ဤစကတော့သူကိုယ်သူဟုတ်လာပြီလို့ထင်လျက်ပြဿနာကို ဖန်တီးခဲ့ပြီး သူ့ဘာသာသူဘာဆက်လုပ်ရမှန်းမသိပဲဟာရကောင်းလို့လို့ထွက်ပြေးရကောင်းလို့လို့ဖြစ်နေပေသည်ကင်ဘတ်အတွက်တော့ဤစီညက်ကက်ကက်မေးခွန်းများအပြည့်အလင်းသိကိုမြင်လိုက်ရသည်ထိုအလင်းသိနှင့်အတူအစ်စ်တော်ပြရိတ်ယူပါယုံကိုထုံညမှာခန်းစားလိုက်ရသည် နောက်ထပ်နှစ်ပေါင်းများစွာကြာညောင်းချိန်အထိအလွန်ကြီးမြတ်သောအမှုတော်ကိုသူဆောင်ရွက်ဖို့ရန်ပြရိတ်တော်ကိုခန်းစားရသည် အဆုံးစမဲ့လွတ်လပ်စွာဆောင်ရွက်ရသောအမှုတော်ပင်ဖြစ်သည်ငလင်းတိုလေချိတ်ချိတ်သေးများဖြစ်သည့်ကျေးဇူးပြုနာတော်ကိုသူသည်နားလည်ခြင်းနှင့်အမျှလူလူမသားတို့ကိုချစ်တော်မူသောအဖဖျားသခင်အမှုတော်အတွက်အမေရိကန်ဂါမောင်းဆိုအသင်းတော်များကောင်းချီမှအီယာမယာရူကြီးကိုဆွံ့၍တိန်စီပြည်နယ်ရှိတောရက်ဒေသတစ်ခု စည်း၍ကလေးကချေသည့်အလီနှက်တော်တွင်ခွေးလောက်မိုက်တဲ့ကောင်းလေးကိုသူတစ်ချိန်ကဆုခဲ့ဘူးတော်လူသားတို့ကြားမှအမှုတော်ကိုထမ်းဆောင်ရဲနေလေတော်သည်ထိုရှိခါကအေးစကူစိတ်ဆိုးကျင်နာတော်မှစိတ်ဆိုးနိုင်ပဲပြောခဲ့သောစကားတန်တို့သည်သူ၏အမှုဆောင်အသက်တာအတွက်လမ်းညွှန်ချက်များဖြစ်ခဲ့သည်ဟိစ်မင်းနဲ့ငါကိုမင်းနဲ့ဂျိုနသန်အားလုံးကိုဖျားသခင်ကချစ်ပါတယ်ကွာတန်တင်ကလုံးဝမရှိပါနဲ့ဝတ္ထုတစ်ပုဒ်ကိုဤမြနဲ့အဆုံးသတ်လိုက်ပါသည် ဝယ်ကင်မဲကိုရန်ရေးသားသော Brother to a Dragonfly မှာကျွန်တော်ကူကားထားပါသည်ကျွန်တော်ဒီကိုမန်ကဲသို့လူမတတ်ဘူးတော့လေကျင်းမြောင်းသောလူမျိုးရေးစိတ်ဓာတ်အဖြစ်မုံစိတ်တွေဝင်ရှံခက်ထံမှာကြုံမိုက်မဲမှုသောလူသားတယောက်ဖြစ်ခဲ့ပါသည်ပွင့်ပွင့်လင်းလင်းပြောရရင်ဂျွန်နန်သင်ခဲ့စဉ်ကဒီမြောက်ဘက်ချမ်းကမိုက်တွေတည်တည်နေဟု တွေးခဲ့ဘူးသူဖြစ်ပါသည်အခုချိန်မှာတော့လူလူမသားတယောက်သာဖြစ်သည့်ကိုဘွားအမန်ကိုဝန်ခံခဲ့မိုံသာမကထုံငမိုက်သားကျွန်တော်များအားလုံးနားခိုရာကျေးဇူးပြုနာတော်၏တပုတ်ကိုကျွန်တော်နားလည်ခဲ့ပါပြီ